အတက်ဗဟုပြုခြင်းမှာအဓိကလက္ခဏာ6မျိုးရှိတယ်။ကဲဘာတွေဖြစ်မလဲကြည့်လိုက်ကြရအောင်။ကိုကိုကိုကယူဆိုင်ကတော့အရေးကြီးတာပေါ့။ဒါပေမဲ့ဘယ်နေရာမှာလွန်သွားတယ်လဲဆိုတာရှိနေပါလေ။အတဘဟုတ်ဖြူတွေဆိုတာကနာစီစင်နဲ့တော့မတူဘူးเนาะကိုကပါလေးထဲမှာပဲအလွန်အကျွံနှိမ့်မျောနေရမျိုးပါကဲဒီနှစ်ခုကြာကွာခြားချက်ကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်အဓိကကတော့မျှတာမှုနဲ့အမြင်ပဲကဲဒါဆိုရင်အတဘဟုတ်ဖြူချင်းရဲ့အဓိကလက္ခဏာ6ချက်ကိုစက်ကြည့်လိုက်ရအောင် ပထမဆုံးလက္ခဏာကတော့အောင်မြင်မှုနဲ့ရှုံးနေမှုကိုတို့တို့ဘယ်လိုမြင်လဲဆိုတာနဲ့ဆိုင်တယ်။စံနှုန်းနှမျိုးထားတာမျိုးပေါ့။အလုတ်တွေအောင်မြင်သွားရင်အဲ့ဒါကိုတော်လိုကိုကြိုစမှုကြောင့်ပဲတခြားရာတွေမပါဘူး။ဒါပေမဲ့တခုခုမှားသွားရင်တော့အမြင်နဲ့သူများမှားပဲ။စာမေးပွဲကမတရားလို့လူပေါ်ကိုင်ဖက်ကညံ့လို့စသဖြင့်ပေါ့။ဒုတိယလက္ခဏာကတော့စကားပြောဆိုပုံမှာတည်တာတယ်။အတိအကျပြောရင်တို့တို့နားထောင်တဲ့ပုံစံမှာပဲ။တို့တို့တော့နားထောင်တယ်ဆိုတာကိုပြန်ပြောဖို့အလဲဆောက်နေတာပဲ။ တကယ်နားလည်ဖို့မဟုတ်ဘူးဒါကတတိယလက္ခဏာစီကိုရောက်လာပါပြီအဲ့ဒါကတော့ကိုလိုအပ်ချက်ကိုပဲရှင်းတန်းတင်တာပါခုခုကိုဂလူးဆိုက်တာကကောင်းပေမယ့်ဒါကတော့အစွန်းရောက်သွားရတဲ့ဘောအဓိကကကိုဘာရိုက်ရမလဲဆိုတာပဲစတုထလက္ခဏာကတော့သူများဒီထက်ကိုကပိုတာတယ်ပိုတန်းဖူးရှိတယ်လို့ခံစားရတာမျိုးပါဥပမာကိုအဝတ်အစားကပိုကောင်းတယ်ကိုကပိုတော်တယ်ကိုအမြင်ကအမှန်ဆုံးဆိုပြီးယုံကြည်နေတာမျိုးပါ နောက်တစ်ခုကတော့အေးအေးလိုကိုကိုကိုတားတယ်လို့ထင်တဲ့စိတ်ကတင်ယူခြင်းစိတ်ကိုပိတ်ပင်လိုက်တာပါပဲ။နှိမ့်ကြပြီးမိကွေမျိုးကိုခက်လာတော့ကိုရဲ့တိုးတက်မှုလည်းရက်သွားတာပေါ့။ဒါကတကယ်ကိုကြီးမားရဲ့အတားအဆီးတစ်ခုပဲ။နောက်ဆုံးလက္ခဏာတစ်ခုကတော့လူတိုင်းကကိုကိုပဲအာယုံစိုက်နေတယ်လို့ထင်နေရပါ။လူတွေအားလုံးကကိုကိုပဲကြည်နေတယ်၊ကိုလုံးသမျှကိုဂျူးစိုက်နေတယ်၊မနာလိုဖြစ်နေတယ်လို့ထင်တာမျိုးပါ။စတို့ဒါဒီအားလုံးကိုကြည်ပြီးပါပြောနိုင်မယ်တဲ့။ကိုကိုကိုယုံကြည်မှုရှိတာဂျူးစိုက်တာကကောင်းပါရဲ့။ အဓိကကတော့အစုံးမရောက်ဖို့ပဲကိုနဲ့တခြားသူတွေကြမှာကျမ်းမာတဲ့မျက်ခြေတစ်ခုရှိနေဖို့ပါပဲဒီခေတ်ကြီးထဲမှာကိုကိုကိုပဲအာယုံစိုက်ခိုးအားပေးနေကြတော့မျက်ခြေကိုဘယ်လိုရှာကြမလဲဒါကတော့စဉ်းစားစရာတစ်ခုပါပဲ